ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူနောင်ရစေတရေးသားထားတဲ့အယူသူရောနဲ့ရွာပြောက်တစီအပိုက်59ကိုတင်ဆက်ပေးကြပါရစေ။အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗေးနား Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေ။ကျမတို့အစီအစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရစေ။အချိန်ကနေဝင်စည်းစားအချိန် အခြားတစ်ဖက်ကနေပြောရမယ်ဆိုရင်တော့နွားရဲသွင်းခြင်းရေပေါ့ဒီချိန်မှာကိုထွန်းတယောက်ကကရိုးဆိတ်ရွာအပြင်ဘက်ရဲ့စက်ချက်ကနေသူ့ပိုင်တဲ့နွားအုပ်ကိုမောင်းလို့ရွာစီကိုပြန်လာခဲ့ပါတယ်။ကာလာကနွေကာလာဆိုတော့နွားအုပ်ကြောင့်လှဲလန်းကြောင့်တချို့မှာဖုန်တွေတထောင်းထောင်းထလို့ရပါ။တောက်ကပဲကျိလက်တဘာဝကျိလက်မြင်ကွင်းကိုခန်းစားတက်ရောက်စေပါတယ်။ကိုထွန်းကနွားအုပ်ကိုမောင်းရင်းနဲ့အနောက်ကနေရှေးစာဆူကြောကြီးရှင်ဦးညိုရဲ့တေးချက်တပုတ်ကိုဟစ်တီလာခဲ့ပါတယ်။ ရှိသိမ်းထားတဲ့လေပြင်းတွေကြားထဲမှာလှဲလောင်းကြီးတစ်ခုလုံးစီမှာကိုထွန်းရဲ့တေးတီဆိုတဲ့ကပြန့်လွင့်နေခဲ့ပါရယ်။ရွာနဲ့မလန်မကန်စီကပန်းမွေပင်ကြီးရဲ့အနာကိုရှာလာပြီးဒီခါမှာနွားရီကတစုံတစ်ခုကိုလမ်းဖြန်တယ်လို့ဖြစ်ပြီးတော့ခုံပေါက်အော်ဟစ်ကြပါရယ်။ဟဲ့လေဘာဖြစ်တာလဲ။ကိုထွန်းလည်းသချင်းဆူပြတ်သားပြီးနွားရီကိုလှမ်းမှန်လိုက်ပါရယ်။ဒီခိုက်မှာပဲပန်းမွေပင်ကြီးရဲ့အနောက်စီကနေလူတယောက်ထွက်လာတာကိုမြင်လိုက်ရပါရယ်။အော်လူတယောက်ကိုပဲမင်းတို့ကလန့်နေရသေးတယ်။ ကိုထွန်းလဲနှွားရိတ်ကိုထပ်မံမဲမိပြီးတော့ကုတ်ခီကိုဆက်လာတော့အနားရောက်တဲ့ချိန်တစ်ပင်တော့ကနေထွက်လာတဲ့သူက။နောင်ကြီးရေကြောက်တစ်ခုလောက်မေးချင်လို့ပါဗျာ။အော်မေးလေ။ကိုထွန်းလဲချစ်လန်းတွေရက်တန်လိုက်ပြီးတော့အဖြေပြူပါတယ်။ဟုတ်ဗျာပိန်းတော့ရွာဘယ်ရောက်သွားမလဲဗျာ။ပိန်းတော့ရွာ။အဲ့လိုမေးတဲ့ပိန်းတော့ရွာဆိုတာကိုထွန်းစဉ်းစားကြည့်လိုက်ပါတယ်။တစ်ဖက်သူကလည်းကိုထွန်းအဖြေကိုစောင့်ဆိုင်းနေလေရဲ့။ဒီအနီးနောက်မှာတော့ပိန်းတော့ရွာဆိုတာမရှိပါဘူး။ဘယ်ရက်ကပိန်းတော့ရွာပြောတာလဲ။ ဇေယကြီးရွာနာပိန်တော်ပြောတာလေနောင်ကြီးကဇေယကြီးရွာနာပိန်တော်ဟုတ်တလားဒါဆိုရင်တော့နောင်ကြီးနေရာမှားလာပြီထင်နေဗျဒီနားမှာဇေယကြီးရွာလည်းမရှိတယ်လို့ပိန်တော်ရွာလည်းမရှိဘူးဗျဟာဒါဆိုရင်တော့ကျုပ်လမ်းမှားလာပြီထင်နေဟုတ်လိမ့်မယ်ဟုတ်လိမ့်မယ်ခတ်ပါပြီဗျကျုပ်ရွာကိုပြန်နေရသုံးရရှိပြီဗျလမ်းအခုထိမှားနေတော့ဆိုတော့စိတ်ထဲတောင်ကြာလာပါပြီနေပါအောင်နောင်ကြီးကဘယ်ကလာမလို့တော့ရင်းနေရွာပြန်လာတာဗျအဲ့တော့လမ်းပြောက်သွားတာ တဖက်လူပြောနေတဲ့ရင်းနီရွာဆိုတော့လေကိုထွန်းတကားမှမကြားဘူးခဲ့ပြန်ပါဘူးလမ်းမသိလို့ခီးရခက်အသေးကျွမ်းလည်းမရှိထမင်းငတ်တာလည်းသုံးရရှိပြီးဘိုက်တွေကလည်းစားဘာလို့ရောက်မှန်းတော့မသိတော့ဘူးတဖက်လူကညီတော်တော့ကိုထွန်းလည်းကိုချင်းစာမိသွားရပါတယ်ကိုညီချင်းနဲ့စိတ်လည်းရှိလာမှုကဲပါနောင်ကြီးအားခမစိတ်တယ်လည်းကြာမနေပါနဲ့ညီလည်းညီတော်မနေနဲ့ကြောက်အိမ်မှာလိုက်တဲကြပြခမထမင်းလည်းကြွေးပါမယ်ဟာတကယ်လားတကယ်ပေါ့ဗျာကဲလာလာကြောက်နွားရအောင်အဝေးရောက်နေပြီသွားကြမယ် ကိုထွန်းလေးဧည့်သည်ခေါ်ပြီးအရှိရနေလှမ်းထွက်လိုက်တယ်။ဒီခါမှာဘာကြောင့်မှမသိပဲနဲ့ကြောရဲမှာစိတ်ငြိမ်းဖြစ်သွားမိလေရဲ့။ဒါပေမဲ့လေတာမမဲလို့တွေးပြီးတော့နွားအုပ်ကိုအမိလိုက်ရတယ်။အနောက်ကလူကလည်းကိုထွန်းကိုမိအောင်လိုက်တယ်။ရွာထိတ်ကိုရောက်တော့ဧည့်သည်ရက်ကြံနေတယ်။ကိုထွန်းလေးအမတ်တမဲနဲ့သွားမိရင်လည်းရွာထဲကိုဝင်မိနေကမှကြည့်ပြီးတော့ဧည့်သည်ရက်ကြံနေအောင်တွေးမိရပြီ။ဟဲ့လူဘာလုပ်နေရလဲလာလီဗျာ။အော်ဟုတ်ဟုတ်လာပြီဗျာ။ဧည့်သည်ကအနီးဝန်းကျင်ကိုជីជីတောင်ကြီးကြည့်ပြီးတော့ဝင်လာတယ်။ အဲ့ခိုင်မှာပဲရွာအဝင်မှာသူတို့ရဲ့အပေါ်ကကုတ်ကူပင်ကြီးစီမှာအိတ်တန်းဝင်ကြတဲ့ကြီးတအုပ်ကလန့်ပြူကြတယ်။ဟောအေးတယ်ဒီကြီးတွေကဘာဖြစ်နေရလဲမသိဘူး။ကိုထွန်းရဲ့စိတ်ထဲမှာကြီးအုပ်ကမွေးရီပါရီကိုမြင်လို့လန့်ပြူရဲလို့ပဲထင်မိတာ။အချင်းကလည်းမောင်စားပြူနေပြီးမှခတ်တုတ်တုတ်ပဲအိမ်ပြန်နေ။အဲ့တဲ့ကြောင့်ကိုထွန်းကအိမ်ပြန်နောက်ကြတယ်လေ။နောက်အောက်ကတော့လမ်းမမရှိနေတော့အိမ်ကိုမမိနေကြမှုအရှိရသွားရင်လည်းရောက်သွားတော့ပြီ။အိမ်ပြောင်းတော့ကိုထွန်းထင်တဲ့အတိုင်းပါပဲ။နောက်အောက်ကအရင်ရောက်နေနေပြီ။ ကိုထွန်းလေးအဲ့တယ်ခေါ်ပြီးတော့အိမ်ဝင်တယ်။တော်ဘဲအရက်ဆိုင်သွေးထုံးနေလို့နွားအုပ်ကအရင်ပြန်ရောက်လာတာလေ။ကိုထွန်းမိမမငုံကစီးကျူပြီးတော့ငောက်ပါတယ်။အေးဒီမှာငါအဲ့တယ်နဲ့တွေ့နေလို့ကွာ။အဲ့တယ်ဘယ်အဲ့တယ်လဲ။ခီးသွားတရားကွာလမ်းမပြီးတော့ရောက်လာလို့။ကိုထွန်းရဲ့စကားအဆုံးမှာအမောင်လေးကအဲ့တယ်ကထွက်လာတယ်။မငုံလည်းအဲ့တယ်မြင်လိုက်ရတော့မို့ကိုထွန်းမလည်းညာအောင်ဆိုတာယုံသွားပြီးတော့ဟောမငုံလည်းအိမ်ထဲဝင်သွားပါတယ်။အဲ့တယ်ဆိုတဲ့သူနဲ့ကိုထွန်းလို့လည်းအိမ်မော်တက်ဖို့ပြင်နေတယ်။ ဟေးလူကိုလက်ရည်များတန့်ကျင်သေးသလားရရင်နေပါစီမတန့်တော့ဘူးတနေ့ကောင်ခရီးသွားထတာကိုကိုလက်ရည်တော့မတန့်ကျင်ဘူးဆိုတော့ဘလို့လူလဲဟာလို့ကိုထုံးလဲတွေးမိလိုက်တယ်သူတောက်သေးပဲကိုလက်ရည်သွားပြီးတန့်လိုက်ပါတယ်ဧည့်သည်ကတော့အိမ်မမတက်သေးပဲသူ့ကိုရက်ဆောင်နေကိုလက်ရည်တန့်ပြီးတော့ကိုထုံးကဧည့်သည်ကိုခေါ်လို့အိမ်မော်တက်ခဲ့တယ်ပကတ်တဲအိမ်နေလာသားအွေလေးကရုတ်တရက်ကြီးထားငိုတယ်ကိုထုံးခလေးကိုကြည့်စမ်းပါဦးကျုပ်ဒီမဲ့ဟင်းအိုတန်းလိုက်နေမို့လို့အေးအေးကိုထုံးလဲပကတ်တဲရသမီးလေးကိုကောက်ချီလိုက်တယ် ။တမီလျာဆူဆူဝါဝါထောင်ကိုရာဆိုတော့အငုတ်တက်အောင်ချွင်ရနေအကောင်ပလောင်တွေများကြိုက်လေသလားလို့လိုက်လံရှာကြည့်မိရဲ့။အကောင်ပလောင်ကြိုက်တာလည်းမရှိဘူး။ခလေးကအငုတ်တိတ်သွားတယ်။မန်းကုံလည်းဟင်းအိုးချက်ပြီးမှအိမ်ရှိစီကိုထွက်လာတယ်။အဲ့တရတော့အိမ်အရှိတောင်လေးစီမှာထိုင်လို့။မန်းကုံရေထမင်းကြံတခါရဲတာပြင်ပြီးတော့ဟာ။ပြင်ပြီးသွားပြီတော်တော်သွားစားကြတော့ပိပိခလေး။ရော့ရော့ကိုထွန်လေးကလေးကိုမန်းကုံစီပေးလိုက်တယ်။ကဲဒီကအဲ့ဒိထမင်းစားကြစို့ဗျာ။အော်ဟုတ်ကဲ့ ဧည့်သည်ကထိုင်ရနေထလာတယ်။မန်ကောင်ကအင်းရှိကန်းစီကိုထွက်တယ်။ဧည့်သည်နဲ့ဘေးကျင်ကရှောင်မိကြတဲ့အချိန်မှာမန်ကောင်တရားစက်သိန်းတွေဖြန်းကနေထားတယ်။ခလီကလည်းဧည့်ကနေလန့်နေ။နှာခေါင်းထဲမှာလည်းပုတ်အဲ့အဲ့ဆိတ်ရွှေရွှေအနံ့ကြီးကိုလည်းရမိတယ်။မန်ကောင်ရဲ့စိတ်ထဲမှာမတင်မကြဖြစ်လာတယ်။စိတ်ကဘလို့မှမတန်တော့ဘူး။ကိုထွန်းတောက်ဘယားလူကိုဘာမှမသိဘဲနဲ့ခေါ်လာတဲ့အပေါ်မှာစိတ်အတွင်ကနေအပြစ်တင်မိတယ်။စက်သိန်းတွေကလည်းတပြင်းပြင်းထားနေတော့မယ်။ကိုထွန်းရဲ့ကျအမေရောအိမ်ဘက်သွားအောင်မယ်နော်။ ဟေးမိုးတော်ချုံနေပြီဘာသွားလို့မလို့တော့ခလေးကအီနေတယ်ဘိုင်ညာနာနေလားမသိဆေးလေးပါလေသွားလောက်ခိုင်းမလို့မန့်ငုံလိမ့်လိုက်ပါလေကိုထွန်းကလေဩအေးအေးဒါပြန်လဲသွားလေမီးလဲယူသွားအောင်အပြန်ကြိုက်လဲလိုက်ဖို့ခိုင်းစင်နော်မန့်ငုံထွက်သွားတော့အိမ်ကလေးမှာကိုထွန်းနဲ့ဧည့်သည်ကြီးပဲကျန်တော့တယ်ကိုထွန်းကငါးလေးဥက္ကဟင်းတွေကိုဧည့်သည်ရဲ့ပကံထဲကိုထည့်ပေးတယ်ဟဲ့လူစားပြဝောင်းနာစားစားမယ်ဗျာစားမယ်ရောင်းသူဝဲသူအတန်တူးဆိုတဲ့လိုမျိုးပဲဧည့်သည်ကပြန်ပြောလာတယ် ကိုထွန်းကလည်း "तू ကလည်းဟင်းကိုထဲစားတယ်။ထမင်းထဲပေးဦး။ဟင်။ထမင်းတောင်းလာတဲ့ဧည့်သည်ရဲ့အတန်ကအတန်အော့အော့လုံးလုံးကြီးမို့ကိုထွန်းအံ့အားသင့်သွားတယ်။ဧည့်သည်မျက်နှာကိုကြည့်ပြီးတော့ပုံစံကြည့်တမျိုးကြီး။မျက်တွင်းကခွက်ခွက်၊ပတ်ဆက်နှက်ဆက်တွေကလည်းခြိုင်ကြနေတယ်လို့နှစ်ထင်တွင်းကလည်းခွက်နေ။ဖြူပွဲဖြူရိုကြီးနဲ့မသိရင်လူသေးကြီးကြလို့ရဲ။နှာခေါင်းတွေကလည်းပုတ်အဲ့အဲ့အနံ့ကြီးကဝင်လာတယ်။ကိုထွန်းလည်းဧည့်သည်လူကြည့်ပြီးတော့ကြောက်စိတ်တွေဝင်လာတယ်။ထမင်းကိုခုပေးပြီးတော့ဆောင်းလက်စာထမင်းကိုမြ мян လက်စာတက်လိုက်တယ်။ ခမရပါသာဆောက်စားလိုက်တော့ပြကျိုအိမ်တော်သွားကျင်လို့ပြအချိန်ရမဟန်တော့ဘူးဆိုတော့တွေးမိအောင်မလို့အိမ်မွားနေအကြောင်းရှာပြီးတော့စင်းပြေဖို့ကြံလိုက်တယ်။အင်းအင်းတာတာမောင်ထွန်လဲထိုင်ရနေဟန်မပြတ်ထားတယ်။ဂျူးရီကတော့တုံရင်နေရပေါ့။လူလဲသေးပေါ့ချင်တယ်လို့အီးပါချင်တယ်လို့လူကိုဖြစ်လို့တိုက်မဲ့လဲစိတ်ကိုတင်းပြီးတော့အင်းရှိကိုထွက်တယ်။အပြင်ရောက်တော့အနောက်ကနေလိုက်လာမှဆိုလို့တကောက်အပြင်ကနေအသေးပေးလိုက်တယ်။ပြီးလဲပြီးတော့မောင်ထွန်တရမန်ကုန်တို့တားမိသွားရရောက်ခမကြီးတို့အင်းစုအပြေးတစ်ပိုင်းနဲ့ပြေးခဲ့မိပါပြီ။ မန်းကုန်တို့စီရောက်တော့ကိုထုံးလေးအဖြစ်ပြက်ဆုံးပြောပြလိုက်တယ်။အားကြောင့်မလို့ကျုပ်တို့သားမီလေဒီဘက်ကိုပြေးလာခဲ့တာတော့ရေးတကယ်တော့ဘယ်ကမှမသိဘာမှမသိလူမှမသိတရေမှမသိနဲ့ခေါ်လာတယ်လို့ဟိုကမြင်တာနဲ့ကြောက်စရာစက်သိမ်းထစရာကြီးတော့မန်းကုန်ကကိုထုံးအပြစ်တင်ပြောဆိုပါရယ်။ဟိုငါလည်းဖယ်သိပါမလဲဟာအခုကလည်းထမင်းစားနေရင်လည်းသူ့ပုံစံကြီးကလူသေးထမင်းထစားနေတယ်လို့ဖြစ်လာတာဟာထမင်းတွေကလည်းအငမ်းမြိုင်စားနေရကြီးလက်ကြီးနဲ့ကုတ်ကုတ်ပြီးတော့ကြွေနေရ။ မင်းများနှစ်ယောက်ရဲ့ဖြစ်အင်ကိုကျန်တဲ့မိသားစုဝင်တွေကနားထောင်ပြီးစက်သွင်းတွေထားနေကြတယ်။မန်းကုံတို့မိသားစုမှာမိဘနှစ်ပါးနဲ့ကလေးအင်ငယ်တွေပဲရှိရလေ။မန်းကုံဖေဥပေါ်လူကအဲ့ကောင်ခုရှိသေးလား။ရှိသေးတယ်ဖေကြုတ်လာတဲ့ဒီထမင်းစားနေတော့ဒါဆိုတော့ဒီတိုင်းထားလို့တော့မရဘူးလေ။လူစုပြီးတော့သွားကြည့်ရမှာပေါ့။မဆုံရင်လာတို့သွားကြည့်ကြအောင်။ငတ်တော်မင်းမပြန်လိုက်ခဲ့။ဥပေါ်လူကသူမိမမဆုံသွားကြည့်ဖို့ခေါ်ရင်မောင်ထုံးလည်းခေါ်ရင်။အိုးကြုတ်တော်မလာရဲပါအောင်တော့။ဟာ နေမလိုက်ရဲရံဟိုကတရဲဆိုတာတေချာသေးတာမှမဟုတ်ပဲခီးသွားလိုက်ရင်လည်းစမ်းမရင်မကောင်းတဲ့သူဆိုရင်ဘယ်လိုလုပ်မလဲ။အိုးမသိဘူးတော့ကျွတ်တော့မလိုက်ရဲပါဘူး။ဟာဒီမိမအေးအေးဆိုရင်လည်းအားကိုးလို့မရဘူး။ဥပ္ပလူကသူ့မိမကိုအော်ဟစ်ပြီးအပြစ်တင်ပါတယ်။ငါတို့လာမင်းနဲ့ငါပဲသွားမယ်။အဖေကျုပ်လည်းမလိုက်ရဲဘူးဗျ။ဟာကွာတအိမ်လုံးမဟာတတိကယ်ရီပဲ။မသိကြပဲနဲ့ဘေးအိမ်ကိုမခေါ်ချင်းလို့ဒင်းတော့ခေါ်နေရ။ဟိုကလူအစ်စ်ဆိုရင်အလကားနေရွာဆူမှမလို့နေကြတော့ငါ့ဘာသာပဲသွားကြည့်တော့မယ်။ ဟာအဖေတော်ရတော့ကျုပ်စိတ်မချပါဘူးဗျာကျုပ်လိုက်မယ်ဖေဥပေါ်လူကတားမဲလုံးမှာမောင်ထွက်ကပြကရထပြီးတော့ပြောပါရဲကိုင်းငါ့ကိုကိုင်းခုတ်တာပေးစမ်းကလေးတယောက်ကထရန်ကြောင်မှာထောင်ထားတဲ့ကိုင်းခုတ်တာကြီးကိုသွားယူပြီးပေးလာပါရဲနှစ်ယောက်သားလည်းကိုင်းခုတ်တာကိုယူပြီးတော့ထွက်လာတယ်မောင်ထွက်ကလမ်းမှာတစ်သားတို့တစ်ချောင်းကောက်လာသေးတယ်အိမ်မက်ကိုနှစ်ယောက်သားရောက်လာကြပြီးတအိမ်လုံးအတံပလန်တွေကတိတ်ဆိတ်လို့ရပါအိမ်နောက်ဘက်ခန်းထဲမှာမောင်ထွန်းထွန်းထားခဲ့တဲ့ဖျောင်းနိုင်ပြီးအလင်းအောင်တော့ရှိပါရဲတက်ကွာအဖေး ဥပ္ပလူကမောင်ထွန်းအရင်ဆုံးတက်ခိုင်းတယ်။မောင်ထွန်းကကြောက်ကန်ကန်တယ်။ဟာတကယ်ပါပဲကွာ။ဥပ္ပလူကိုရင်ကကိုင်းကောက်တောင်အတင်ကိုင်းမျိုးအိမ်ထဲကိုဝင်လိုက်တယ်။ထမင်းစားနေအောင်ဆိုတော့ထမင်းစားတဲ့အနောက်ဘက်ခန်းစီကိုတန်းသွားတယ်။ဟာခန်းထဲမှာဘသူမှရှိမနေတော့ဘူး။ထွန်းထားတဲ့ဖျောင်းနိုင်မိအောင်အောင်မှာထမင်းစပွဲတက်ကထမင်းနေဟင်းတွေပွားပလေနေအောင်မြင်နေရတယ်။ဟင်းကွက်တွေအထည်ရောပကံတွေထဲမှာဟင်းနေထမင်းတွေကပြောင်းရှင်းလို့ထမင်းအိုးတွေဟင်းအိုးတွေလမ်းကြည့်တော့လည်းဘာမှမရှိမနေတော့ဘူး။ဒီကောင်ဘယ်ရောက်သွားပါလဲ။ မော်တော်ဥပလူရောနှစ်ယောက်စလုံးဧည့်သည်ဆိုတဲ့လူကိုအင်းအတွင်းမှာလိုက်ရှာကြတယ်။မတွေ့တော့ခြံဝန်းနဲ့ဆင်းရှာကြတယ်။ဒါမှမဟုတ်သူတို့တွေဘလူပဲရှာရှာရွာအပြင်ပတ်မွေပင်ရဲ့အောက်ကနေလိုက်ပါလာတဲ့ဧည့်သည်သူဆိုတဲ့သူကတော့အစနာဆုံးဆုံးပြောင်းနေခဲ့ပါရဲ့။မိသားစုတွေအချင်းချင်းကိုပဲအိမ်ကိုပရေရေပရေတဲ့ပရေကျူးလို့နဲ့ပတ်ပြန်တက်ဆင်ပြီးတော့ရဲချီကြတယ်ပြီးတော့ဘသူမှအိမ်မမအိတ်တော့ပဲဥပေါ်လူရဲ့အိမ်မှာပဲစုအိတ်တယ်မနေ့ရောက်တော့ဒီဖြစ်ပျက်ကမငုံတို့မိသားစုအနေနဲ့တစ်စိရွာလေးကိုပြန်နှံသွားခဲ့တယ်လေ တချို့ကလည်းတရေလိုက်လာတယ်ဆိုတာယုံကြည်ကြတယ်။တချို့ကကြတော့လူစစ်စစ်ကောင်မှမောင်တုံးနဲ့လင်မယားလုပုံကြောင့်အနေခက်ပြီးအဲရနဲ့ထွက်သွားခဲ့တာလို့ယူဆကြတယ်။ဒါဆိုမနေ့ထမင်းကျန်းစာအတွက်ပါချက်ထားတဲ့ထမင်းလေးလုံးချက်နဲ့ငါအုတ်ကဲ့ဟင်တူလုံးကိုတခဏကျွတ်လာမယ်ပြောင်းစားသွားတာရော။တမက်တာထမင်းကနေရဲ့သူမလို့အကုန်စားသွားတာဖြစ်နိုင်နေပေါ့။တခဏအတွက်မှာပဲကောင်းစားနေတာကြတော့လေအမျိုးမျိုးသောဖြေတွေပေးကြတယ်။တပိမဲ့လေဒီဖြည့်ရှင်းချက်တွေကမခိုင်းလုံပါဘူး။ လူစင်စဲဆိုရင်ဒီထမင်းလေးလုံးချက်နဲ့ဟင်းတအိုးလုံးကိုတက္ကနာတွင်စားဖို့ရကမလွယ်ဘူးမို့လားအခုကြတော့ဒီဖြစ်ပျက်ကတရရဲ့အတွက်မှာရွာထဲမှာဟိုးလေးတကြောကြောဖြစ်သွားခဲ့ရပြီးတော့လူဖြစ်တဲ့တရရဲ့ဖြစ်တဲ့နဲ့အပြိုင်ဆိုင်အငင်းပွားဖြစ်နေကြတယ်။ဒီအငင်းပွားမှုတွေရဲ့အိမ်နေညနေအချိန်ကိုရောက်လာတဲ့အခါမှာတော့အဖြစ်တစ်ခုကရေးရရထွက်ပေါ်လာခဲ့ပြီလေ။လာကြပါဦးလာကြပါဦးတရရဲ့တရရဲ့ဆိုပြီးတော့ရွာအလဲပိုင်းဂရုံးတို့အိမ်စရာနဲ့ဝယုံသုံးခန်းအော်ဟေတန်တွေပါ ဒီအော်ဒန်တွေကြောင့်အနီးဝန်းကျင်ကလူတွေရွတ်ရွတ်တက်တက်ဖြစ်ကုန်ကြပါရဲ့ကရုံတို့အိမ်စီကိုပြေးလာကြတယ်။ဘာဖြစ်တာလဲ။အကုန်လုံးလည်းပြပြတလင်းနဲ့မင်းမြန်ကြတာပေါ့။တရေတရေလေမဟုတ်ပါဘူးမျက်နှာကြီး။ကရုံနဲ့သူ့မိသားစုကတယောက်တစ်ပေါက်တည်းပြောကြတယ်။ကဲပါကဲပါစိတ်ကိုအေးအေးထားပြီးတော့တယောက်ချင်းစီပြောကြပါအောင်။ဘာတွေဖြစ်ကြလဲ။ကျွန်တော်တားဖာလေးကထမင်းစားနေရဗျာ။အဲ့ဒါထမင်းစားနေတိုင်းနဲ့အသားရေဖြူရော်ရော်နဲ့လက်ကြီးတစ်ဖက်ကအမဲသားဟင်းကွက်ကိုလာလိုက်တာဗျာ။ ပထမကကြတော့တတိမချားမိပါဘူးနောက်မှဘသူလက်လဲဆိုပြီးကြည့်ပြီးတော့အဲ့လက်ကြဟိုးထီယံဘက်ကနေလာနေရအဲ့ဒါနဲ့ထီယံဘက်ကိုမိထိုးကြည့်လိုက်တော့ပတ်ဆက်နဲ့ဆက်တွေကြကြမျက်တွင်းခွက်ခွက်ကြီးနဲ့ညနာကြီးပြကြောက်စရာကြီးပြဟုတ်တယ်ခနာကိုရထီယံအပြင်ဘက်ရောက်ညာလားမသိဘူးခါးမိနဲ့လက်ကြီးပဲမြင်ရတယ်ကရုံတို့တမိသားစုလဲသူတို့ကြောင်ရတာတွေပြောပြကြတယ်လေကျောက်ဆိုင်ကြောင့်အကောင်လုံးလေးအင်ရှိစီကိုပြစ်ထွက်လာတော့ဆိုတော့အနောက်ဘက်ထမင်းဆိုင်နေရာမှာစပွဲကြီးကဒီတိုင်းကြံရစ်ခဲ့တာပေါ့အိမ်အနောက်ဘက်ဝင်ကြည့်ကြတယ်ဟာ ြောင်တလင်းခါလို့ပါလားမိသားစုလိုက်စားနေကြတဲ့ထမင်းတွေအားလုံးပကံတွေထဲမှာပြောင်တလင်းခါနေအမေသားဟင်းပကံဆိုရင်အပြောင်တိမ်မြော်စားတောက်ထားတာများဟင်းအနှစ်တောင်မကျန်ဟင်းနိုင်စားတဲ့တရေကဂရုံတို့တွေအင်းရှိထွက်ပြေးတဲ့ချိန်မှာအကုန်လုံးစားတောက်သွားတာဖြစ်လိမ့်မယ်ဒီဖြစ်ပျက်ကတော့ညရင်းချင်းကိုပဲဂရုစိတ်ရွာထဲမှာပြန့်နှံ့ပြီးတော့ခြောက်ခြားသွားစေခဲ့တယ်လေနောက်နေ့များမှာတော့ညစာစားထဲမှာပုံတံအမျိုးမျိုးနဲ့လူစားတက်တဲ့တရေကြောင့်လူတိုင်းစိတ်ညစ်ညူပြီးတော့ခြောက်ခြားကြပါပြီ ဒါကြောင့်ညနေမစောင်းခင်ကလေးကညစာစားကြတဲ့သူတွေရှိတယ်လို့တချို့လည်းညစာမစားဘဲနေနေကြတယ်။ဒီလိုနေပြန်တော့လေတောင်းကျက်တဲ့တရေကောင်ရမယ်ထင်သလား။လုံးဝမရပါဘူး။ဟင်းတွေကိုတင်ဆက်ထားတဲ့နေရာစီကနေနှိုက်စားခိုးစားပြန်မှာရယ်။ရရလူကြီးတွေကလည်းဖုန်ကြီးပင်လို့နေရာစုံမှာပရိတ်ရွတ်တယ်။အိမ်တွေကိုပရိတ်အရန်ကြားရပြုတ်ရယ်။ဒါပေမဲ့လေလေတစီကောင်ကရရနေရာတွေဝင်ပြီးလူရက်စားပြီးတော့လူရောင်မှာခုတ်ကက်ပြီးတော့ပုံအောင်နေရပါပေါ့။ ဒီမနက်ထဲမှာရွာဦးဖုန်ကြီးကျောင်းနေရာတင်ပေါ်မှာအယူတယောက်အိမ်ညာဖြတ်သွားဖြတ်လာလို့တွေ့မြင်ကြရတယ်။အယူကပေးဆုပ်ပြတ်နေပြီးတော့ဘာရီထဲထောင်းမှမသိဖောင်းကားနေတဲ့ယောဂီအောင်လွဲအဆုပ်ကြီးကိုလွဲပြီးသူ့ရဲ့စီတော်မြင်လို့ယူစားတဲ့အုံးလက်မြင်အချောက်ကြီးကိုနှဘေးမှာချပြီးတခေါက်ကအတန်းပင်ကနေနေတော်မြင်တဲ့ဒီမထရင်အိတ်ဆက်နေဖြစ်ချင်တော့ဒီနေ့မှမောင်ထွန်းတို့အိမ်ကဆုံးဝကြတယ်လေဒါကြောင့်နေစုံးမီချက်ပြုတ်ပေးမယ်ခလေးအိနီယာကြောင့်နည်းနည်းနောက်ကျမလို့ဖြစ်ရတယ်ဆုံးဝကိုကန်ပြီးတော့မောင်ထွန်းရဲ့ចောင်းစီကိုတုပ်ချီတင်လာတယ် ကျောင်းပေါ်ကနေဝင်လိုက်တော့တင်းရှိရနေဖြစ်ရတယ်။အချိန်အားစူးစားခြင်းနဲ့ရှောင်းနေပြီ။မောင်ထုံးလည်းလော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 နဲ့ခြေလမ်းတွေလှမ်းရင်းကျောင်းစီကိုပဲအာယုံရှောင်းနေမိတယ်။တစုံတစ်ခုကိုမောင်ထုံးခလုတ်တိုက်ပြီးတော့တနေမိတယ်လို့ဖြစ်သွားတယ်။အာယိုယိုဟမ်နနာကျင်စင်နဲ့အော်ဟစ်ရောက်ကံမှုကြောင့်မောင်ထုံးလည်းအောက်ကိုကြည့်လိုက်တယ်။ဟာအယူကြီးပါလား။နင့်မေကလွာအယူလား။နတ်သားဟာနတ်သား။ဟာတဲလှုပ်ထလိုက်ရသေတော့မယ်။ဟမ်နော်။ အယူကရှုရှုရှာရှာနဲ့ပြောဆိုကြင်ွားတယ်။ပြီးတော့မောင်ထုံးနေလိုက်တဲ့သူ့ခြေကိုပုတ်သက်ပြီးအမလီလေးနားလိုက်တာဟာတော်နတားလေးရဲ့ခြေလေးဖီဖဖတနားလိုက်တာอืมငိုပါနဲ့နော်ခြေလေးတိတ်တိတ်တိတ်အယူရဲ့လှုပ်ပုံကြောင့်မောင်ထုံးလေးရီချင်းမိသွားတယ်ဒီခိုက်မှာပဲစန်းစားကြောင်းဘက်ကစန်းစားတုံးမခောက်တန်းထွက်ပေါ်လာတယ်။ဟာ၊စုံမနောက်ကြတော့မေ။တော်သွားပြီဗျို့။ဟေ့ဟေ့နေအောင်လေ။ မောင်တုံးကကတော့ကရော်နဲ့ပြေးထွက်တဲ့အချိန်မှာအယူကလည်းអော်ရီပြီးမှပြန်လာခဲ့မယ်ဗျ။အိုးဘလို့လူသားလဲကွယ်။အယူဆရာနဲ့ရေရွတ်တန်ကိုမောင်တုံးလည်းကြားပြန်အောင်ကြားလိုက်ပြီးတော့ပြုံးမိလိုက်တယ်။စွန်းစားကြောင်စီအမြန်တက်လိုက်တယ်။ကပိယကြီးစီကိုစုံဝတ်အပ်ပြီးတော့မောင်တုံးလည်းအောက်ပြန်ဆင်းငင်လိုက်တယ်။အယူကတော့တွတ်တွတ်နဲ့သူ့ချောင်သူပုတ်တန်ရင်နဲ့ထိုင်နေမြဲပဲပေါ့။ဟဲ့လူတွတ်တွတ်နာသွားသလားဗျ။အယူအမောင်းထုံးကြည့်ပြီးတော့မော့ကြည့်လိုက်။ဟာနာတာပေါ့ဟာ။ဟာသူတို့နှစ်သားလေးပေါ့မှာ။ အေးအေးနင်ကဘလို့ခေါ်လိုက်တာဟမ်ရုတ်တရက်ဆိုတော့မောင်ထွန်းလည်းဘာပြန်ဖြစ်ရမှန်းမသိဖြစ်သွားပေါ့ဟေးဟာတူရောလေးမင်းနေလေဟေးလူလို့နင်ခေါ်လိုက်တာမဟုတ်လားအော်ဟုတ်တယ်လေပြန်ခေါ်စမ်းဟာတူရောနတ်သားလေးကိုနတ်သားလေးလို့ခေါ်ကြည့်စမ်းအယူကိုကြည့်ပြီးတော့မောင်ထွန်းလည်းတဟားဟားထားကြည့်မိတယ်ဟဲ့လူသားနင်ကဘာလို့ရှိတာလဲရှိရပေါ့ဗျခင်ဗျားကတနတ်သားတွေကိုနတ်သားနေကိုဘသာလဲပြန်ပြီးကြည့်ပါဦးအယူကသူ့ကိုသူပြန်ငုံကြည့် တွေ့လားဘယ်နေရာများနှစ်သားနဲ့တူနေလို့လဲအယူတယောက်ကမျက်လုံးတွေကလေးကလေးဖြစ်သွားတယ်ပြီးကမှခေါင်းကိုကုပ်လိုက်ပြီးအိုးတူတူမတူတူဟာသူတို့ကနှစ်သားလေးပဲနှစ်သားလေးလို့ခေါ်ကဲပါဗျာခေါ်ပါမယ်ခေါ်ပါမယ်ခေါ်ခေါ်မြ мян ခေါ်နင်အဲ့ဒါလို့ခေါ်ရင်နင်ခေါ်လာလို့ရွာရဲမယ်အခုတောင်းကြစားတောင်းနေဟိုတစီကောင်ကိစ္စအောင်ဟာသူတို့နှစ်သားလေးကဖြည့်ရှင်းပေးမယ်ဟမ်ခင်ဗျားကဘယ်လိုလုပ်သိနေရလဲအော်တဲ့ခတ်ပါလားဟာသူတို့ကနှစ်သားလေးပါဆိုနေမှာ မော်ထွန်းတောင်အတူရီချာချာလေးရပြီလေဒီယူကဒီနေ့မနေ့ကမှရွာကိုရောက်လာတာရှောက်ပြီးပြီးချင်းတူတယောက်ကမှဒီကိစ္စကိုအယူစီတကူတကပြောပြမှာမဟုတ်ဘူးပြီးတော့ကိစ္စရဲ့အရှင်မြစ်ကသူ့ဆရာကိုလည်းအယူကတည်နေပြန်တယ်ဘာပဲဖြစ်ဖြစ်ပါဖြစ်ရှင်းနိုင်လို့ဖြစ်ရှင်းမယ်ဆိုရင်လည်းကောင်းတာပဲလေဘာလို့ဆိုရင်တကိစ္စကြောင့်သူလည်းရွာထဲမှာအပြစ်တင်ခံနေရတာမို့လားသူလည်းဒီအတွက်ကိုအနာရေးစိမ့်နဲ့ဘလို့ဖြည့်ရှင်းပေးရမယ်မသိဝင်တော့ဝင်ဖို့ကြည့်တခုလိုပဲခေါင်းခဲနေမိတယ်အခုတော့အယူကဖြည့်ရှင်းပေးနိုင်လို့ပြည်လဲသွားတော့လဲ ခေါ်မလာမခေါ်လာမခွင့်ငါပြန်အိတ်တော့မယ်။အယူစကားကြောင့်မောင်ထုံးရဲ့အတွေ့အစာတွေပြတ်တောက်သွားတယ်။အယူကပြန်အိတ်မလို့ဟန်ပြင်းနေတော့မှပဲမောင်ထုံးလည်းအတင်းဆွဲထူလိုက်တယ်။အေးခေါ်ခေါ်ပါမယ်ဗျာခေါ်ပါမယ်။အယူမျက်နာပြုံးစီစီဖြစ်သွားတယ်။ပြီးတော့မျက်နာကိုဝင်လက်ကိုဟန်အပြင်းနဲ့ပိုက်လို့ကဲခေါ်တော့ခေါ်တော့သူသူရောနဲ့သားလေးမမကြပါဘူးထက်ခေါ်ပါဦးသူရောနဲ့သားလေးကြားရတာနဝင်ပြင်းရှိလိုက်တာအယူလည်းခုံပေါက်ပျော်ရွှင်သွားတယ် အဲ့တော့မောင်ထွန်းကကဲဖြည့်ရှင်းပေးမယ်ဆိုဖြည့်ရှင်းပေးတော့အေးနေအောင်လေအဲ့ဒါအခုမရသေးဘူးညကျမှနေတရလာခဲ့ငါသူတော်လေးနဲ့နေအိတ်တစီစီကိုသွားမယ်ဖဲချင်းလာမှလေမိုးကြုံနေဝင်တာနဲ့လာခဲ့လိုက်ပေါ့ဟုတ်ဟုတ်မောင်ထွန်းလေလှည့်ပြန်လာခဲ့တော့လေအယူကတိမ်အပေါက်စီမှာပဲပြန်လဲလို့အိတ်ဆက်နေတာပေါ့ဒီလိုနဲ့ပဲနေဝင်လာတဲ့အချိန်မှာမောင်ထွန်းတောင်အင်းကနေအယူသူတော်ရှိရာဖုန်ကြီးကြောင့်ပေါ်ထွက်လာခဲ့တယ်ကျောင်းစီရောက်တော့အယူသူတော်ကတရားထိုင်တယ်လို့ထိုင်ရင်းနဲ့ရှိနေတယ် မောင်ထွန်းလည်းအယူသူတော်အာယုံပြတ်တော်မောင်ဆိုလို့တိတ်တဆိတ်ပဲဝင်ထိုင်နေလိုက်တယ်။နေရောက်နေကြပြီလား။အခုပဲရောက်တာ။ဟိုတဆိတ်ကခဏနေရွာရဲဝင်လာတော့မယ်။ဟမ်။ तू ကဗမာနေရာမို့ရွာရဲဝင်လာမှာရော။ तू ကနေခေါ်လာတဲ့ဗန့်ဝေပင်မှာနေရလေ။ဗျာ။ကဲကဲအချိန်မရှိဘူးသွားကြစို့။အယူသူတော်ကပြောပြောဆိုဆိုပဲထိုင်ရနေထားတယ်။လွယ်အိတ်ကိုကောက်လဲပြီးတော့အရှိယာနေထွက်တယ်။မောင်ထွန်းလည်းအနောက်ကနေလိုက်ရတာပေါ့။နှစ်ယောက်သားရွာအပြင်ကိုကြောင်းနောက်ကနေပတ်ပြီးတော့ထွက်လာခဲ့လိုက်တယ်။ အဲဒီကနေအနောက်ဘက်ထိပ်ကဘန်မွေပင်ကြီးစီကိုဥတီသွားကြတယ်။သွားရင်းနဲ့အယူသူတော်ကမောင်ထုံမန္တန်တစ်ခုရလို့အမြင်ဖွဲ့မိတယ်။ဘန်မွေပင်အနောက်ရောက်တော့အပင်ပွားနေဟိုတနေရာမောင်ထုံတွေ့ရတဲ့လူကိုစောက်ထိုးကြီးဆင်လာတာလှမ်းပြီးတော့မြင်လိုက်ရတယ်။အဲ့တစရာလူဘွားတော်ကမောင်အောင်လို့အမိရတဲ့စပားပွဲစားတောက်ပဲ။စပားအဝဲအပြံမှာဓမြတိုက်ခံရပြီးတော့အသက်ခံရတာလေ။သူ့အသက်ခံရတာအဲ့ဒီဘန်မွေပင်ကြီးအနာမှာပဲသူ့လောင်းလေအဲ့ဒီအောက်မှာပဲမြောက်နေခံရပြီးတော့ရှိနေ။မောင်ထုံလေအယူသူတော်ပြပြတာနားထောင်နေမိတယ်။ ူကကျုပ်ကိုပြောတော့ကသူ့ရောင်မပြန်တက်လို့ရဲရောင်ပြန်နေရသုံးရက်ရှိပြီပြန်မြောက်ပေးနဲ့လမ်းပြောင်းနေရလို့ပြောတယ်။ဟုတ်လိမ့်မယ်။သူဒီဘွားမရောက်ခင်ချားထဲမှာလိဟောင်မှုတစ်ခုရှိလေဦးမယ်။တကယ်တော့သူအသက်ခံရတာနှစ်ပေါင်း30ကျော်နေပြီ။ဒီတစီဘွားကိုရှာမှသူ့အရင်ဘွားပြန်တတိယနေရသူ့ရောင်ပြန်စင်နေရဖြစ်မယ်။ဟမ်ဒီလိုကြပြန်တော့လေတနာစာကောင်းလိုက်တာနော်။ကဲကဲတနာမနေနဲ့ဟိုမှာတစီကောင်းလာနေပြီသွားကြစို့။တစီကောင်ကဗန့်ဝေပင်ကြီးစီကနေငိုင်းဆိုင်ငိုင်းဆိုင်နဲ့ရွာဘက်ကိုလှမ်းလာနေ။ အစကသူကရွာတဲ့ဝင်မရောက်လေ။နေရဖိတ်လိုက်တော့ရွာတော်ရှင်ကလည်းခွင့်ပြရပြီးတော့သူကရွာတဲ့ဝင်ချင်တယ်လို့ဝင်ထွက်ချင်တယ်လို့ထွက်ဖြစ်သွားတာ။ကျုပ်လည်းမသိမိလို့ပါသူတော်နဲ့သားလေးရဲ့။နားရဲကြတာတိတ်ကောင်းတာပဲ။အေးအေးငါသူတော်လေးဥမျိုးနေလို့မရဘူး။ဟိုတစေကိစ္စကိုရှင်းရအောင်မယ်။အယူသူတော်ကပြောပြောဆိုဆိုနဲ့ဟန်ကိုထိန်းနေ။တစေကသူ့ရဲ့အရှိကိုရောက်လာတယ်။သူ့ကိုပိတ်ရထားလိုက်။အယူသူတော်ပြောလို့ပဲမောင်ထုံးလည်းတစေကောင်ရဲ့ရှေ့ကနေပိတ်ရလိုက်တယ်။ဟွန်း ခေါင်းကုန်ပြီးတော့လှမ်းလာရာနေမောင်ထုံးကရုတ်တရက်အရှက်နေပေးရတော့တဆရအံ့ဩသွားတယ်ပြီးတော့မောင်ထုံးကိုကြည့်ပြီးတော့နဘေးကနေရှောင်းတယ်ဟဲ့ရှောင်းတိုင်းနဲ့တဆရအရှိအယူသူတို့ကခုံဝင်လို့ပေးရတယ်တဆေကောင်လည်းလမ်းဖြန်ပြီးတော့ဖင်ထိုင်လဲကျသွားတယ်ပြီးတော့မောင်ထုံးကိုအယူသူတို့ကတအံ့တအုံးနဲ့ကြည့်ပြီးမင်းမင်းတို့ဟာငါကိုထင်မပြပဲနဲ့ငါ့ကိုမြင်နေရလားမြင်နေရတာပေါ့စပားပွဲစားကိုအုံးရဲ့ဟာငါ့ကိုလည်းမြင်ရတယ်ငါရဲ့လူဘဝနာမည်ကိုလည်းသိနေတယ် ဒါဆိုရင်မင်းတို့ဘာတူရလဲမင်းတို့ငါသိတယ်မင်းကဘာတူလဲတဆရာသူတော်မင်းငုံရင်နဲ့နေလိုက်တယ်ငါလေးကနတ်သားသူတော်လေးနော်ပြီးတော့ရွာပြန်လမ်းပြောင်နေတဲ့နင့်ကိုလည်းလာပြီးတော့ကယ်ပေးရလေငါ့ကိုလာခဲ့တာဟုတ်လားမင်းကငါ့ကိုလာခဲ့တာတဆေကောင်ကငါပြောရင်လည်းမျက်ရည်တွေစီးကြလာတယ်ဟုတ်ဟုတ်တယ်ငါရွာကိုပြန်ချင်နေတာဒီကိုဘလို့ကနေဘလို့ရောက်လာမှန်းလဲငါမသိဘူးအပြန်လမ်းကိုရှာနေရလဲမမှတ်မိတော့ဘူးငါမပြန်ကြတော့လို့ငါ့ကိုကူညီပါ စိတ်ချပါနေတော်ဟောရီကရိုးစိတ်ကရွာလူတွေကိုကြောက်အောင်ခြောက်လမ်းမျောထမင်းဟင်းလူရစားတောင်းနေရတယ်မလုံနေတော့ပထမတော့ငါငါစာလုံးလို့ဒီလိုဧည့်သည်ဟာစာမျိုးလုံးမိတာပါရာမန်တိတော့ထက်ထက်ပြီးတော့လုံနေမိတယ်ငါငါမှားပါတယ်အားလုံးလည်းငါတောင်းပါပါတယ်ငါ့ကိုအိမ်ပြန်ရောက်တာကူညီပေးကြပါနင်ကခေါမမပဲနဲ့အလွယ်တကူဝင်ချတောင်းပါလာတာပဲငါတကယ်မတတ်တာလို့လုံးမိတာပါထပ်ပြီးတော့တောင်းပါပါတယ် ်ခဲ့ပါလေအဲ့လောက်လည်းမလိုတော့ပါဘူးနင်းပြည့်နင်းသိပြောတောင်းပန်နေရမို့ငါသူတော်လေးကတော့ခွန့်လွတ်တယ်တရားကံရကရှင်နေဘက်ကတော့နင်းကမေးကြည့်အောင်ပေါ့ငါရဲ့လောက်ရတဲ့အတွက်ငါ့ကိုခွန့်လွတ်ပေးပါမော်ထွန်လေတစိကုံအောင်ကိုအလွန်တနာမိနေဒါကြောင့်မယ်ဂယုဏအပြင်းနဲ့ကျုပ်လည်းခမားကိုခွန့်လွတ်ပါတယ်တရားလုံးကိုလည်းအကျိုးဆောင်ပြပြပြီးတော့ခွန့်လွတ်ကြဖို့ခမားကိုစားတောင်းပန်ပေးပါမယ်ကျေးဇူးတင်ပါတယ်ဗျာကဲမောင်ထွန်နေကျင်နေပြီမဟုတ်လားကျင်နေပါပြီသူတော်နဲ့သားလေးရေသူတော်လည်းကျင်နေလို့ပြီးတော့ဆက်ဖြည်းဖြည်းဖြစ်သွားတယ် တဆေကိုအောင်ကိုသူတော်ကြည့်လိုက်တယ်။ကိုအောင်နေကောင်ပြန်လို့ရဲဆိုရင်တော့ငါသူတော်နဲ့တခါရဲလိုက်ခဲ့ပေါ့။ဟုတ်ဟုတ်ကဲ့လိုက်ခဲ့ပါမယ်။ gain ဒါဖြစ်လဲသွားကြစို့။သူတော်ကနေရနေခြေလမ်းလှည့်ထွက်တယ်။ဒါပေမဲ့လေခြေလမ်းချက်ချင်းတန်သွားပြီ။အော်မောင်ထွန်းလာမယ့်တနင်္ဂနွေကျရင်တော့ဗတ်မွေးပင်ရဲ့အနောက်ဘက်၄00အကွာနေရာကိုတရော်ရည်နဲ့စေးကြောတန်ဆင်ပြီးမြေတားတုပ်ကိုခုနှစ်ခေါက်ရွှေ့ပေးခြင်းနော်။အော်ဟုတ်ကဲ့ဟုတ်ကဲ့။ကဲသွားပြီဟဲ့။သူတော်တယောက်အရှိအဟောင်ထွက်သွားတယ်။ တဆိတ်ကိုအောင်လဲအနောက်ကနေလိုက်ပါသွားတယ်။မောင်ထုံကတော့နေရာမှာတခဏရက်ကြံခဲ့ပြီးပြီးကမှသူ့ကြောက်တဲ့ဆိုတော့တတိယမီလို့ကြောချက်မီရင်နဲ့ရွာကိုတောက်ချစ်တင်ပြေးပါရယ်။နောက်ပြတ်ဒီမှာတော့မောင်ထုံကတဆိတ်ကုံအစားတရားလုံးကိုအကျိုးကြောင့်ပြပြကတောင်းပန်ပေးခဲ့ပြီးတနင်္ဂနွေနေ့မှာလဲအယူသူတော်ဆင်ညိုသားခဲ့တယ်လို့ဗန့်ဝေပင်ကြီးစီမှာတတိမသိလှူဆောင်ပေးခဲ့ပါရယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်လေးယူနာစင်ရာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါရယ် ။နောက်ရက်တွေမှာလည်းဒီတက်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ကြန့်ရှိနေတဲ့ဇလံပိုင်းဇာလီတွေကိုစဉ်စမပြတ်တင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်ဥတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။